တွင်ကိုမြများဆဆမတွေ့ရနိုင်တဲ့စီးရီးရဲ့ညအီဂရစ်တင်းလာညအီတလီစီးရီးပွဲစဉ်ကပွဲကျူ၃တက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမိတ်ကဂျာနယ်မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့တင်းလာညအတွက်အီတလီစီးရီးပွဲစဉ်ဒီအပါအဝင်အင်္ဂလန်ပရီးမီးယားလိရဲ့ပွဲကျူ၃တက်ချက်တွေကိုနားဆင်ရမှာပါပထမအဆုံးပွဲစဉ်ကတော့ကလောင်ရှင်အီဂရစ်ရဲ့၃တက်ချက်တွေအနေနဲ့နားဆင်ရမှာပါဖာမာနဲ့ထိုရီနိုညဆက်တနာကြီး ဘာမားကဒီယာဒီစီးရီးအမှာနိုင်ပွဲမရသေးပေမဲ့အိမ်ကွင်းတော့မရှုံးသေးပါဘူးဒီလိုပဲဘာမားရဲ့ဒီယာဒီစီးရီး၄ပွဲစလုံးမှာလည်းဂိုးနဲ့ထားပါတယ်တိုရီနိုကလည်းဒီယာဒီစီးရီး၄ပွဲမှာတကိုးပဲသွင်းနိုင်ခဲ့တာပါဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့သွားနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်ဒုတိယမြောက်ပွဲစဉ်ကတော့ကလောင်ရှင် အကရီရဲ့ဂျီနိုဝါနဲ့လာဇီရိုညတနာ25သုံးသပ်ချက်ပါဂျီနိုဝါဟာဒီယာဒီစီးရီးမှာနိုင်ပွဲမရှိသေးုံနဲ့မဟုတ်ပဲအိမ်ကွင်းသွင်းကိုလည်းမရှိသေးပါဘူး ။ဒါဇီရိုကလည်းဒါဒီအစ၄ပွဲမှာ၃ပွဲအရှုံးနဲ့တာထွက်စိုးနေပါတယ်။အထူးသဖြင့်၄ပွဲမှာတပွဲသာဂိုးသွင်းထားနိုင်တဲ့လာဇီရိုရဲ့တိုက်စစ်ကအတော်ညံ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။မာဆေးဆိုင်အရမှာဒီညဂိုးမိုးခောင်းမယ်။စူပါစီတင်းလာညအင်္ဂလန်ပရီးမီယာလိပွဲစဉ်6ပွဲကြိုသုံးသပ်ချက်ပါ။ Everton နဲ့ Watson ညတနာ30ပွဲစဉ်ကိုစူပါစီရဲ့သုံးသပ်ချက်တွေအနေနဲ့နားဆင်ရမှာပါ။ နောက်ဆုံး၃ဘွဲ့ဆက်နိုင်ပွဲပြောင်းမှုနဲ့အတူ Everton ဂိုးသွင်းအားကျသွားပါတယ်။ဒါပေမဲ့ David Moyes ရဲ့အသင်းဟာဒီရသည့်အိမ်ခွင်းမှာတော့ပြီးကုန်မရှိသေးပါဘူး။ Watson ကတော့ရှုံးမွဲဆက်နေမှုကိုအဆုံးသတ်နိုင်ဖို့အစွမ်းကုန်ကြိုးပမ်းလာမှာတွေ့ကြပါတယ်။သူသဖြင့်ဒီရသည့်ပြီးကုန်အများဆုံးဖြစ်နေတဲ့သူတို့ရဲ့ခံစစ်ကိုပြင်ဆင်လာဖို့ရှိမှာပါ။ဒါကြောင့် Marseille ဆိုင်မှာဂိုးမိုးခေါင်းမှာဘာလို့တုံးသက်ထားပါတယ်။ န်တက်နဲ့ဆိုတော့အိမ်ဝင်းနိုင်ပွဲဆက်အောင်မဲ့ဗလင်စီယာဒုက္ခဆိုတနင်္လာညစပိန်လာလီကာပွဲစဉ်ခုနှစ်ပွဲကြို30ချက်များနောက်ထပ်ပွဲစဉ်ကတော့ဗလင်စီယာနဲ့အိုဗီဒိုရဲ့ည7:30နာရီ30ကိုကလောင်ရှင်ဒုက္ခဆိုရဲ့30ချက်အနေနဲ့နားဆင်ရမှာပါဗလင်စီယာဟာဒီယာဒီလာလီကာမှာအဝေးဝင်းနိုင်ပွဲမရှိသေးပေမဲ့အိမ်ကွင်းမှာတော့နိုင်ပွဲဆက်နေပါတယ်နောက်ဆုံးအိမ်ကွင်းနှစ်ပွဲမှာဆိုရင်ဘေဘော်အိုနဲ့ဂီတာဗေးတို့ကိုပေးကိုမဲ့နိုင်ထားတာပါ ်ဒန်တက် OVDO ကတော့လာလီဂါ6ပွဲမှာ9ပွဲအရှုံးနဲ့အတော်လေးယုံကန်နေရပါတယ်ဗလန်စီယာရဲ့အင်ကွင်းနိုင်ပွဲဆက်မှုကိုမြင်တွေ့အောင်မှာပါလို့သုံးသပ်ထားပါတယ်ပလေးမေကာနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်ပလေးမေကာရဲ့နောက်ဆုံးရပွဲကြိုသုံးသပ်ချက်တွေနဲ့ကလောင်ရှင်တွေရဲ့တပွဲကောင်သုံးသပ်ချက်တွေသိရှိဖို့အတွက်ကျွန်တော်ပလေးမေကာရဲ့ Telegram Channel ကိုကြွားရောက်ခဲ့ကြပေးဖို့ဖိတ်ခေါ်ပါတယ်